မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးမောင်းမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိန်းချုပ်ထားနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့မှာမိုးမောင်းရဲစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်များကို KIA ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်များဟာထွက်ပြေးသွားကြောင်းစစ်ရေးသတင်းအမြင့်တချို့ကအတည်ပြုပြောကြားထားပါတယ်တခြားကချင်စစ်ရေးသတင်းအမြင့်တူကလည်း မိုးမောင်းမြို့တွင်မှလိုက်လံချိန်မုံရမှာစစ်ကောင်စီတပ်များဟာကြံခင်းရွာဘက်ကိုစုခွာထွက်ပြေးသွားတဲ့အတွက်မေလ၈ရက်နေ့ညနေ6နာရီအချိန်မှာမြို့ကိုထိန်းချုပ်ထားနိုင်ပြီလို့အသိပေးထားပါတယ်။ဒါကြောင့်မြို့ပြင်မှာရှိတဲ့ခမာယ၄၃ခွန်တပ်ဆက်ခန်းသာကြံရှိတော့တယ်လို့စစ်ရေးတရင်မြစ်ကအသိပေးထားပါတယ်။ KIA က မတ်လ9ရက်နေ့မှာထိုးစစ်အရှိန်ဟုန်မြင့်တင်ခဲ့တဲ့အချိန်ကစပြီးတော့မိုးမောင်မြို့နယ်မှာရှိတဲ့တိုင်ရင်းဌာနချုပ်အများအပြားကိုသိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗါးဒေါ်ဖုံးရံကုံတော်မြို့တက်နော်မလန်အပါဝင်မိုးမောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတိုင်ရင်းဌာနချုပ်များမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုသိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗါးမေလ9ရက်နေ့မှာမြို့ကိုဥတီထိုးစစ်ဆင်ရမှာရဲစခန်းကိုသိမ့်ပိုက်နိုင်ခဲ့ပြီးမေလ10ရက်နေ့ညနေမှာမြို့ကိုထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်ပြီးတော့ကြံနေတဲ့တပ်စခန်းတချို့ကိုသာတိုက်ခိုက်သိမ့်ပိုက်ပြီးပါကား မိုးမောင်းမြို့နယ်တစ်ခုလုံးကိုထိမ့်ချုပ်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။မေလ9ရက်နေ့ကလည်းမိုးမောင်းနယ်ဆက်ဆက်နေတဲ့ဗမော်မြို့နယ်ကစစ်ကောင်စီတပ်စခန်းတစ်ချို့ဝိုင်းမော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီနဲ့ပြည်သူစစ်တပ်စခန်းတစ်ချို့မန်စီရဲစခန်းတို့ကို KIA ကတိမ့်ပိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNY ပြည်နယ်ဖားဆောင်မြို့နယ်တိုက်ပွဲမှာ KNY ပူးပေါင်းတပ်ဖွဲ့ကပြစ်ချခဲ့တဲ့ MI-17 ရဟတ်ယာဉ်ကိုမောင်းနေတဲ့ဗိုလ်မှူးမိုးစီသူကျိုင်းတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗိုလ်မှူးမိုးစီသူကျိုင်းဟာ DSC အပတ်စဉ်40ခွန်ကပြတ်ပြီးတော့၎င်းမှာဇနီးနဲ့တမင်းငယ်တဦးကြန့်ရှိခဲ့တယ်လို့သတင်းအင်းမြစ်တဦးကပြောကြားခဲ့ပါဗါး NLD အစိုးရလက်ထက်တုန်းက VIP ခရီးစဉ်တွေကိုသူမောင်းပေးခဲ့ဘူးတဲ့အဲ့ဒီအချိန်တုန်းကတက်ထဲမှာကဒေါအောင်ဆန်းစုကြည်ကိုအလေးမပြုရဘူးအမေမခေါ်ရဘူးအတိုင်ပင်ခံလို့မခေါ်ရဘူးဆိုပြီးတော့အမိတ်ပေးထားတဲ့အချိန်မှာသူကရိုအသေးပေးတာတွေပြုတ်လုခဲ့တဲ့သူပါဒါပေမဲ့အာနာသိမ်းလိုက်တဲ့အချိန်မှာသူရုံမထွက်နိုင်ခဲ့ဘူးဒါကြောင့်ပဲအခုလိုဖြစ်ဆိုးနဲ့ကြုံရတာပါလို့ CDM ဗိုလ်မှူးတဦးကပြောကြားခဲ့ပါတယ်အဲ့ဒီရဟတ်ရင်ပြစ်ချခံရမှုကြောင့် အရာရှိများအပါအဝင်ရှစ်ဦးခန့်တည်ဆုံသွားကြောင်းကရင်နီတော်လှန်ရေးအင်အားစုများဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ပြစ်ချခံရတဲ့ MI-17 ရဟတ်ယာဉ်ဟာနေပြည်တော်အီလာလေစိတ်ကနေပြန်တက်သွားတဲ့ရဟတ်ယာဉ်ဖြစ်ပြီးတော့ရိတ်ခါနဲ့စိတ်ကူပုတ်သွားရာနေပြီးတော့အခုလိုပြစ်ချခံရပြီးပြက်ကျသွားခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီကဝယ်ယူအသုံးပြုတဲ့ MI-70 ရဟတ်ယာဉ်တစ်စီးရဲ့တန်ဖိုးဟာ American Dollar 16တန်းအထက်ရှိကြောင်းစီးရေးသတင်းမြင့်များကပြောကြားခဲ့ပါတယ်။ စစ်ကောင်စီရဲ့လေတပ်မှာ MI70 အစီး20ရှိခဲ့ရမှာအခုအကြိမ်ပါဝင်ပြတ်ကျမှု9ကြိမ်ဖြစ်ထားတဲ့အတွက်73စီးသာကြံတော့ကြောင်းသိရှိရပါတယ်ပြင်ဆင်နေရတဲ့အစီးရေများလည်းရှိတဲ့အတွက်လက်ရှိအသုံးပြုနေတဲ့ MI70 အမျိုးအစားရဟတ်ယင်မှာ9စီးခန့်သာရှိပြီးတော့၎င်းတို့အထဲကမှ VIP ခရီးစဉ်အတွက်အဆင့်အသင့်ပြင်ထားရတယ်လို့လေလာတုံးသက်သူများကပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းဖောင်းပြမြို့နယ်ရောင်ဟီရွာမှာတော်လိုင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက်စစ်ကောင်စီဘက်က9ဦးသေဆုံးခဲ့ပြီးတော့လက်နက်ခဲများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၄ရက်နေ့ဖောင်းပြမြို့နယ်ရောင်ဟီရွာကိုစစ်ကောင်စီတပ်နဲ့ပြူစောတိအင်အားတရာခန့်စစ်ကြောင်းထိုးလာပြီးတော့အဲ့ဒီနေ့မနက်7နာရီခန့်မှာရောင်ဟီရွာမှာတော်လိုင်းတပ်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အဲ့ဒီရဲဘော်ကပြောဆိုခဲ့ပါတယ်တိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကအထိကအကြဆုံးများနေတဲ့အတွက်မေလာ9ရက်နေ့မနက်10:00နာရီခွဲအချိန်မှာလေချောင်းပစ်ကူယူပြီးတော့ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်၄ရက်နေ့မနက်7:00နာရီလောက်မှာတိုက်ပွဲဆဖြစ်တာ9ရက်နေ့10:00နာရီခွဲလောက်မှာလေချောင်းပစ်ကူယူပြီးတော့ပြန်ဆုတ်သွားတယ်အဲ့ဒီမှာဘုံကြီးချောင်းတချောင်းလဲမီးရှို့ထားခဲ့တယ်လို့ပြောဆိုခဲ့ပါတယ် အဲ့ဒီတိုက်ပွဲဟာတရက်ကျော်ကြာမြင့်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများရဲ့အလောင်း9လောင်းတွေ့ရှိခဲ့တဲ့အပြင်လက်နက်ခဲယမ်းများဖုံးသုံးလုံးနဲ့စက်သွေးရေးဆက်တလုံးကိုရရှိခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်တွဲမှာစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုများကိုပြုလုပ်ခဲ့တဲ့အတွက်ရောင်းဟီရွာကနေအိမ်များမိလောင်ပြက်စီးခဲ့ရတယ်လို့ဖုံးကြီးကျောင်းမှာလည်းအထိကိုက်ပြက်စီးများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မင်းကွန်းဒေသမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာ၃ခုကိုနှစ်ရက်ဆက်တိုက်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ6ရက်နေ့နဲ့9ရက်နေ့တွေမှာမင်းကွန်းဒေသကင်းရွာတင်မောကျင်းမှာကင်းဘုံဝင်နေတဲ့စစ်သားများကင်းကျေးရွာအတွင်းကိုဝင်ရောက်မှွေနှောက်နေတဲ့စစ်သားများနဲ့ မင်းကွန်ရေစကန်အပေါက်မှာဂိတ်ဖွင့်ပြီးတော့စက်ကြီးကောက်နေတဲ့စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာကို drone ဘုံကြီးများကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်မှုရှိခဲ့တော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။တော်လိုင်းရဲဘော်များဘက်ကတော့အထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ဘုံသီး6လုံးကျဲချနိုင်ခဲ့ပါတဲ့စစ်ခွေးတွေထိခိုက်မှုရှိနေပါတယ်အတိမပြုတ်နိုင်သေးဘူးလို့ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုယူနီကွန်ပျောက်ကြားတပ်ဖွဲ့ Phoenix SG Royal Falcon Guerrilla Force အဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်အခုရပိုင်းအတွင်းမှာမင်းကွန်ဒေတာအတွင်းနယ်မြေကန်ရဲများတာမကပြူစောထီးများပါထပ်မံပြီးတော့အင်အားဖြည့်ထားပြီးတော့ခြေရွာများကိုဝင်ရောက်စီးနှင်းနေတဲ့အတွက်ကြောင့်ဒေတာနေပြည်သူများအနေနဲ့တတိထားပြီးတော့သွာလာကြရန်ယူနီကွန်ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတူက ဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တရက်ကုန်းကြီးရွာတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဓာတ်ရုအစိမ့်ငွေဘုံကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်တော်လိုင်းရဲဘော်တို့မူဝေအော့အန်ခြင်းဝေဒနာကိုခံစားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ၈ရက်နေ့ညနေ3နာရီခွဲအချိန်ကမှနောင်ချုံမြို့နယ်တရကုန်းကျေးရွာအနီးဝန်းကျင်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲပြင်းထန်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီကဒါရုအစိမ့်ငွေဘုံများတိုက်ပွဲဖြစ်ပွားရာနေရာကိုလေကြောင်းကနေတဆင့်ကျဲချတိုက်ခိုက်ခဲ့ရာဒါရုအစိမ့်ငွေတင့်ပြီးတော့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့မူးမော်ခြင်းနဲ့အော့အန်ခြင်းဝေဒနာများကို ခံစားခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကမြေပြင်တိုက်ပွဲများမှာအရေးမတာတော့တဲ့အတွက်ကြောင့်လေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ကူများအလွန်အကျုံအသုံးပြုပြီးတော့စစ်စင်ရေးများကိုလှုပ်ဆောင်လာတယ်လို့တွေ့မြင်နေရပါတယ်။စစ်ကောင်စီအနေနဲ့တရကုံစခန်းကိုလက်လွတ်ခဲ့ရပြီးတဲ့နောက်မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာလေကြောင်းတိုက်ခိုက်မှု43ချိန်အထိပြုလုပ်ခဲ့တယ်လို့သိရပါတယ်။နောင်ချုံမြို့နယ်တရကုံစခန်းကိုပြန်လည်ရရှိရေးအတွက် အကြမ်းဖက်စစ်ကောင်စီဘက်ကမြေပြင်အင်အားအလုံးရဲနဲ့သာမကလက်နက်ကြီးပစ်ကူများလေကြောင်းပစ်ကူများနဲ့ပါနေ့စဉ်အပြင်းထန်ထိုးစစ်ဆင်နေတော်လဲအဲ့ဒီစခန်းကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကအပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့စကိုင်းတိုင်းပလဲမြို့နယ်လုတ်သားရွာကိုစစ်တပ်နဲ့ပြူစောထီပူးပေါင်းစစ်ကြောင်းက မေလ၈ရက်နေ့မှာအချောင်းမဲ့တတ်တတ်မိရှုဖြတ်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ၈ရက်နေ့မွန်တဲဆန္ဒနာရီအချိန်မှာစစ်တပ်နဲ့ပြူစောတိပူးပေါင်းတပ်များကအင်မတီပြူစောတိကျေးရွာကနေထွက်လာပြီးတဲ့နောက်ပလဲမြို့လုံသားကျေးရွာအတွင်းကိုဝင်ရောက်ပြီးတော့ကျေးရွာထဲမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ပလဲမြို့နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လုံသားကျေးရွာကိုအကြောင်းမဲ့တပ်တပ်မိတင်ရှုသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အကြောင်းမဲ့တပ်တပ်ကိုမိရှုသွားတာပါဗျာ။သူတို့လက်နက်ကင်အချင်းချင်းတိုက်မယ်ဆိုလဲတိုက်ကြပါဘော။အခုဟာကကျွန်တော်တို့ရွာကိုအကြောင်းမဲ့မိရှုသွားတာ ရွာကိုအကြိမ်ကြိမ်လာပြီးတော့မီးရှို့လို့ကျွန်တော်တို့ရွာကပြည်သူတွေလဲရွာထဲမှာမနေရဲလို့ရွာအပြင်မှာထွက်ပြေးနေရတာ၃လအထိရှိနေပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗျ။စစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းတပ်များမီးရှို့ခဲ့တဲ့အတွက်ပြည်သူတွေရဲ့နေအိမ်60ကျော်ဟာမီးလောင်ဆုံးရှုံးခဲ့ရပြီးတော့လုံသားရွာဟာအင်ဂျီ130သားရှိတဲ့ခြေရွာဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။